အနံ့ကိုတွေးလို့ကျွန်တော်ကြောက်ပြီးထွက်သွားရင်ဒီလက်ပတ်လေးကြံခဲ့တာအစမ်းမျိုးသားလာကျွန်တော်ဘာမှမလုပ်ခဲ့ဘူးနဲ့ရပတ်စံ900လောင်းနဲ့တင်းကားလောင်းနဲ့သူဇလန်းတွေးလေးရိုက်လို့ရမလားရိုက်လို့တော့မရဘူးငါကတော့ဖန်တီးလို့မရဘူးဗောနော်အဆင်မပြေဘူးဒါပေမဲ့သူကလည်းအရင်ဖြစ်ရှင်နေတဲ့လူသူ့ကိုလည်းစပွန်ဆာပေးမဲ့လူရှိရယ်ဗောနော်အဲ့လိုအနေထားလေးတစ်ခုမှာသူလာပြောတော့ကျွန်တော်လည်းသူ့အချင်းချင်းပြီးလိုက်တယ်ဗောအေးအဲ့ဒါဆိုရင်ဒီကားပေါ်မှာ ငါကြိုင်းမဲ့ကားတကားတော့ရှိတယ်ဒါပေမဲ့အဲ့ကားကိုငါဘယ်လိုမျိုးပြန်ပြီးတော့ပြင်ဆင်လိုက်မယ်ဆိုရင်တော့မင်းဟိုပါကောင်းကောင်းထည့်လို့ရတဲ့နေရာမျိုးတော့ရှိလာနိုင်တယ်အဲ့တော့အာ तू ကလည်း okay စမယ်ပေါ့စမယ်ဆိုပြီးတော့အေး900ထုတ်ပေးမဲ့လူကလည်းဂျားထဲမှာပျောက်သွားအဲ့ကြတော့သူကလည်းကျွန်တော်ကိုကြီးကအာနာလိုက်တာဆိုတဲ့တခုတည်းနဲ့ကျွန်တော်ကရှေ့မှာပြင်ဆင်ထားတယ်ဒီလိုဇက်တခုဖြစ်လာဖို့ဒီလိုမျိုးပယ်ရယ်သွားဖို့ဒီလိုမျိုးလမ်းကြောင်းတခုသွားဖို့ဆိုတာကျွန်တော်ရှေ့မှာအများကြီးပြင်ဆင်ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့လွဲလို့မရဘူးလေ အဲ့တော့ပြင်ဆင်ပြီးတဲ့နေရာမှာသူကလည်းဟိုလူကလည်းပျောက်လဲပျောက်သွားရောသူကကျွန်တော်အာခွေးရအာနာလိုက်တာအာနာလေးတခုနဲ့တော့မပြီးဘူးငါပြန်သွားမှရတော့မယ်ဆက်သွားမှရမယ်ဆိုကျွန်တော် operation budget တခုကျွန်တော်ထုတ်တယ်ထုတ်ပြီးတဲ့အချိန်မှာကျွန်တော်အဲ့လိုမျိုးပဲအဆောင်ရှောက်ကောင်းနေရပဲရှိတယ်ပဲပြောမှာပေါ့ကျွန်တော်ကိုအဲ့လိုကုညီမဲ့လူတယောက်ကိုလမ်းညွှန်ပေးတဲ့လူရှိလာတော့အဲ့ဒီအချိန်မှာ real bro production ကကိုရိုဘင်ကိုရိုဘင်နဲ့ကျွန်တော်တွေ့တယ်တွေ့တော့သူကလည်းဒီတမလူမျိုးပဲပေါ့ ဲ့တော့ဒီဥစ္စာလေးကိုသူကကြည့်လိုက်တဲ့အချိန်မှာသူကိုယ်တိုင်လည်းဒီကားပေါ်မှာစိတ်ဝင်စားတယ်စိတ်ဝင်စားတာထက်ကိုသူကပိုတယ်ပေါ့ကျွန်တော်ကတော့ဒီအနုပညာမှာ director အကမန်ဆိုပြီးတော့ဒါတော့ကွက်ကိုပြီးပြတာပေါ့အဲကျွန်တော်နာမည်ကြီးကဖုန်းခန့်ကိုပါအဲကျွန်တော်ကတော့ဒီနုပညာလုပ်ငန်း အနုပညာလုပ်ငန်းရောပေါ့နော်ကျွန်တော်ဒီဘက်ကအထက်ကိုင်းပညာရောကျွန်တော်တွဲပြီးသွားနေတာရှိတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီအထက်ကိုင်းဒီပညာယူထားရလဲကြာပါပြီအဲ့တော့ကျွန်တော်ကိုယ်တိုင်ကတချို့အနုပညာရှင်တွေကိုဒီလိုမျိုးဒီရှောင်းရမယ့်ဥစ္စာလေးတွေဆောင်းရမယ့်ဟာလေးတွေကိုကျွန်တော်ကိုယ်တိုင် လုပ်ပေးနေတဲ့အနေထားတစ်ခုမှာကိုယ့်ရဲ့နာမည်တစ်ခုကိုလည်းကိုကိုယ်တိုင်အကောင်းဆုံးပေးသင့်တယ်လို့ထင်တာပေါ့နော်။ဘာလို့ဆိုကျွန်တော်သွားမဲ့လမ်းကြောင်းကလည်းတကယ်ကိုကျွန်တော်ရိုက်မဲ့ကားလေးတွေကျွန်တော်ဖန်တီးမဲ့အမှုပညာ ီ principle of buddha လို့ပြောရမှာဗုဒ္ဓရဲ့နိယမတွေရဟာလေးတွေကိုပဲကျွန်တော်အတိအကထားပြီးတော့ကျွန်တော်သွားမယ့်နေရာတွေဖြစ်တော့ခုနာမည်ကိုယ်တိုင်ကလည်းအဂမန်ဆိုတဲ့နာမည်ပေါ့နော်အာခေါ်တဲ့အခါမှာတိတိယောင်ယောင်နဲ့ဖြစ်အောင်လုပ်တဲ့အရာတိုင်းတိတိယောင်ယောင်နဲ့ပြီးမြောက်အောင်ပေါ့အဲကျွန်တော်ရဲ့နာမည်လေးကိုကိုယ်တိုင်စဉ်းစားပြီးတော့တက်ချက်ပြီးတော့ပြီးပြတ်တာပါအဲကျွန်တော်ကမအားလို့လည်းတတိထားမျိုးပေါ့နော်မီဒီယာတော်တော်များများမှာကျွန်တော်ပြောလို့မရှိဘူးပေါ့နော် အဲဒီခုချိန်မှာကျွန်တော်ပြောရတဲ့နေရာမှာတကယ်တိတိယောယောနဲ့ဒီဇလန်လေးစပစ်တဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြမှာပါအဲ့တော့ဒီဇလန်မကြီးခင်မှာကျွန်တော်အရှိမအတ္တလွန်ဆိုတာကျွန်တော်ရိုက်ပြီးတဲ့အချိန်ပေါ့ကျွန်တော်ဇလန်တစ်ခုကျွန်တော်ဖန်တီးမယ်ဆိုတဲ့နေတဲ့အချိန်ကျွန်တော်တခြားဇက်တစ်ခုပေါ့နော်မရရသေးတဲ့ဇက်လေးတစ်ခုကိုကျွန်တော်ရေးနေတဲ့အနေထားတစ်ခုမှာအဲ့ဒါအတိုင်းပဲထွန်းမင်းကဟိုအတ္တလွန်ပွဲတုန်းကလည်းစုံခဲ့တော့အတ္တလွန်ပွဲတုန်းကသူကကျွန်တော်အင်တာဗျူးနေတဲ့အချိန်မှာသူလည်းဘေးမှာပြီးတော့ သူကပြောလိုက်တာကိုကြီးကိုကြီးကကျွန်တော်နောက်ကားကြရင်အကောင်းဆုံးနဲ့လက်တွဲခုံမယ်လို့ပြောတယ်ဆိုသူပြောလိုက်တဲ့အချိန်မှာကျွန်တော်ဘာမှဘာပြောလို့ပြောမှမသိဘူးအားချင်ကြီးဆိုတော့အော်ကေအဲ့တော့ဟိုမီဒီယာလည်းမေးတာပေါ့နော်အာဘလို့ပုံစံမျိုးလေးနဲ့များကိုထုံးမင်းကိုလက်တွဲခုံမှာလဲဆိုတော့မဟုတ်ကြည့်ပြီးပါဒါအကောင်းဆုံးအနေနဲ့တော့ထွက်လာမှာပါဆိုပြီးတော့ကျွန်တော်ပြောလိုက်တော့အဲ့စကားလေးကလည်းကျွန်တော်မှကြံသွားတာပေါ့နော်အဲ့အရှိအဲ့တော့သူကလည်းအဲ့ရက်ကလာပြောတဲ့အချိန်မှာဒီ ပတ်စံ900လောက်နဲ့တင်း900လောက်နဲ့သူဇလန်းတွဲလေးရိုက်လို့ရမလားရိုက်လို့တော့မရဘူးငါကတော့ဖန်တီးလို့မရဘူးဗောနော်အဆင်မပြေဘူးဒါပေမဲ့သူကလည်းအရင်ဖြစ်ရှင်နေတဲ့လူသူ့ကိုလည်းစပွန်ဆာပေးမဲ့လူရှိရယ်ဗောနော်အဲ့လိုအနေထားလေးတစ်ခုမှာသူလာပြောတော့ကျွန်တော်လည်းသူ့အချင်းချင်းပေးလိုက်တယ်ဗောအေးအဲ့ဒါဆိုရင်ဒီကားပေါ်မှာငါကြိုက်မဲ့ကားတကားတော့ရှိတယ်ဒါပေမဲ့အဲ့ကားကိုငါဘယ်လိုမျိုးပြန်ပြီးတော့ပြင်ဆင်လိုက်မယ်ဆိုရင်တော့မင်းဟိုပါကောင်းကောင်းထည့်လို့ရတဲ့နေရာမျိုးတော့ရှိလာနိုင်တယ်အဲ့တော့အာ तू ကလည်း okay စမယ်ပေါ့စမယ်ဆိုပြီးတော့အဲ900ထုတ်ပေးမဲ့လူကလည်းဂျမ်းထဲမှာပျောက်သွားအဲကြောင့်တော့ तू ကလည်းကျွန်တော်ကိုကြီးကအာဏာလိုက်တာဆိုတဲ့တခုတည်းနဲ့ကျွန်တော်ကရှေ့မှာပြင်ဆင်ထားတယ်ဒီလိုဇက်တစ်ခုဖြစ်လာဖို့ဒီလိုမျိုးပယ်ရယ်သွားဖို့ဒီလိုမျိုးလမ်းကြောင်းတစ်ခုသွားဖို့ဆိုတာကျွန်တော်ရှေ့မှာအများကြီးပြင်ဆင်ရတာပေါ့နော်ဘာကြောင့်လဲဆိုတော့လွဲလို့မရဘူးလေအဲ့တော့ပြင်ဆင်ပြီးတဲ့နေရာမှာ သူကလည်းဟိုလူကလည်းပျောက်လဲပျောက်သွားရောသူကကျွန်တော်အာခွေးရအာနာလိုက်တာကအာနာလေးတစ်ခုနဲ့တော့မပြီးဘူးငါပြန်သွားမှရတော့မယ်ဆက်သွားမှရမယ်ဆိုကျွန်တော် operation budget တခုကျွန်တော်ထုတ်တယ်ထုတ်ပြီးတဲ့အချိန်မှာကျွန်တော်အဲ့လိုမျိုးပဲအဆောင်ရှောက်ကောင်းနေရပဲရှိတယ်ပဲပြောအောင်ပေါ့ကျွန်တော်ကိုအဲ့လိုကုညီမဲ့လူတယောက်ကိုလမ်းညွှန်ပေးတဲ့လူရှိလာတာအဲ့ဒီအချိန်မှာ real bro production ကကိုရိုဘင်းကိုရိုဘင်းနဲ့ကျွန်တော်တွေ့တယ်တွေ့တော့သူကလည်းဒီတမလူမျိုးပဲပေါ့အဲ့တော့ဒီဥစ္စာလေးကိုသူက ကြည့်လိုက်တဲ့အချိန်မှာသူကိုယ်တိုင်လည်းဒီကားပေါ်မှာစိတ်ဝင်စားတယ်စိတ်ဝင်စားတာထက်ကိုသူကပိုတယ်ပေါ့အဲ့တော့ဒီဟာလေးကိုအဲ့ဒီမှာပဲအာကိုဖုန်းကြီးအဲ့ဒါဆိုရင်ဒီဇက်လေးကိုတော့ကျွန်တော်တို့အကောင်းဆုံးနဲ့ဖန်တီးကြမယ်လောရတာရှိတယ်ကျွန်တော်ပြောပါဆိုပြီးတော့ real bro နဲ့ကျွန်တော်ပူပေါင်းပြီးဖန်တီးပြပါတယ်ဖန်တီးပြတော့ကျွန်တော်ကဘာပဲပြောကျွန်တော်ရိုက်တဲ့ကားကျွန်တော်ရိုက်တော့မယ်ဆိုတဲ့ကားတိုင်းအားကြောင့်ကျွန်တော်ကအမြဲတမ်းမရိုက်ခင်တဲ့အားကျွန်တော်က channel တွေနဲ့ပြောလို့ရှိရပါတော့အဲ့တော့ဒီဘက်ကလည်း hebley channel 7ကိုလည်းကျွန်တော်ကျေးဇူးတင်တယ်ဆိုတာကျွန်တော်ခြိုက်တဲ့ကားတိုင်းကိုသူတို့က quality ကောင်းတဲ့ထွက်လာမယ်ထွက်လာမယ်ဆိုတဲ့အတွက်ကြောင့်ဘာပြောကွာကမန်ကြီးဘယ်ကားရဲ့ရဲ့ကို join မှာဆိုပြောတဲ့အတွက်ကျွန်တော်လည်းအဲ့ကားလေးကိုချပြတဲ့အချိန်မှာသူတို့ကလည်းတရားကိုရတယ် media ဗတနာအနေနဲ့သူတို့သွားမယ်အဲ့တော့ hipley ကလည်းကျွန်တော်ကိုကြားထဲမှာပန်မိုးတယ်ဗောနော်ပန်မိုးပြီးတော့မှ channel 7နဲ့တခါတည်းဒီကားကိုပြသဖို့အထီကိုအခုချိန်ကြီးပေါ့ဖြစ်လာတာပါ ဒီအိန္ဒိယຫນွေပွားတွေပေါ့နော်ကျွန်တော်နိုင်ငံမှာရှိရတမယ်လူမျိုးတွေရှိရဟိန္ဒူတွေရှိမယ်ပန်ချာတွေရှိမယ်ဒါတော့အများကြီးပဲပေါ့နော်ကောရခါလူမျိုးတွေရှိမယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒါပေမဲ့တမယ်လူမျိုးတွေဆိုတော့ကျွန်တော်တို့3နဲ့4လူပဲလေကျွန်တော်တို့ကအနည်းငယ်ရင်းနှီးနေတာပေါ့ဥပမာကျွန်တော်ပီလက်ခတ်သွားကြတယ်အဲကျွန်တော်ကိုယ်တိုင်ကလည်းဒီဘက်မှာဟိုကျွန်တော်အထက်ကိုင်းမှာဆိုလဲပါတယ်လေဟိုကဘာဆောင်နမိန်5ပါးထဲမှာဆိုလဲပါတယ်သူရသတိဒေဝီဆန်နီပရမီတာမဟာဘိန်းနဲ့ဂေါရမန်တာပါတာဟုတ်တော့အားလုံးကတော့ဒါကတော့ အားလုံးဆက်ဆက်နေရပါဆက်ဆက်နေတဲ့အရာတခုကိုကျွန်တော်ဖန်တီးတဲ့အခါမှာအရင်ခက်ခဲလားဆိုတော့ရှင်ကြီးမှုကိုထက်ထဲဝင်မသိထားတဲ့အတွက်ကျွန်တော်ကခက်ခဲတဲ့အရာလေးတော့ရှိတာပေါ့နော်အဲ့တော့ကျွန်တော်ကိုဘေးကနေပံ့ပိုးမဲ့လူတွေလည်းရှိတယ်အဲ့တမယ်လူမျိုးတွေကမှအဆိုစေးတဲ့ဒိုင်တာဖြစ်ဝင်လို့ပြီးတဲ့ကမယ်အဲသူတို့သူဆိုလဲလိုအပ်တဲ့ဟာတွေကိုသူ supporting line လုပ်တယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့ကိုယ်တိုင်တော့မှတချို့ဟာတွေကြရင်လိုအပ်တာရှိသွားလေးရှိတယ်ဟုတ်ဇလန်းမှာထွက်လာတဲ့အခါလေးမှာလိုအပ်တာလေးရှိရပါတော့အဲ့တော့ ဟိုဒီကားပေါ်မှာဘလောက်ထိကိုခက်ခက်ခက်ခဲနဲ့ဒီလိုမျိုးမတူညီတဲ့အရာလေးကိုပေါင်းဆက်တဲ့အခါမှာပြဿနာတွေဘာတွေဖြစ်လာနိုင်လဲဟိုဘာပြောအဓိကတော့ကိုကဖန်တီးတာနုပညာဖန်တီးတဲ့နေရာမှာမလူလားအပ်တဲ့ပြဿနာမျိုးတွေမဖြစ်လာအောင်ကျွန်တော်တို့ကဒါတော့အကောင်းဆုံးအနေနဲ့ဖန်သေးသူတွေအနေနဲ့ပေါ့နော်ဖန်တီးလိုက်တာလေးပဲမဟုတ်ဘူးဒီပုံမှာလုတ်တိုင်းကို edit ပြန်လုပ်နေရတယ်ကိုယ့်ရဲ့ခေါင်းပေါ့နော်ဟိုဖန်တီးကျင်တဲ့အတိုင်းဖန်တီးလိုက်လို့မရတဲ့အနေအထားတွေဖြစ်နေရ ဲ့တော့ဘာပဲဖြစ်ဖြစ်ဒီကားထဲမှာပါနေတဲ့အတာတွေပေါ့နော်ဒါ starring hike starring နေဆိုရင်ကိုထွန်းတော့ academy ထွန်းတော့အာသူရဲ့နောက်ပြီးတော့ကိုမင်းဟင်းနော်ကိုဒီမောင်ဆမ်းမင်းဝင်းတို့ပါမယ်နောက်မတ်တတာအမတ်တုံတရီဦးအဲနောက်ပြီးတော့ဦးမျိုးကြီးအဲဒီလိုမျိုး main အပိုင်းတွေကတကယ်အကြီးပိုင်းနေနေနဲ့ပါလာတဲ့အချိန်ကျနေယူရှင်လဲဆိုလဲသူရိုက်ခဲ့တဲ့ကားတွေကဒါ MD4 ဇလန်တွေမှာလဲသူရိုက်ခဲ့တာ哦ရိုက်ခဲ့တော့ဘာပဲပြောပြောပေါ့နော်သူက ူတို့တွေကဒီလူငယ်အစ်စ်တွေကိုတွဲခေါ်အဲ့တော့ဒီတဲမှာပါတဲ့ NASM နေရာမှာပါတဲ့ကလေးမလေးဆိုလဲထထထယမင်းပေါ့နော်ထယမင်းဆိုလဲသူကရှေ့ကားထဲမှာအတလုံးမှာဒါကိုထွန်းညီမအနေနဲ့တေးဥဆောင်တာတော့ကိုထွန်းနဲ့က chemistry မိတာပေါ့သူကအရင်မှတေးဥဆောင်ခဲ့တော့ဒါပေမဲ့အစ်စ်တွေပါလာတဲ့နေရာကျတော့ထွန်းမင်းဆိုရင်သူကရှေ့မှာရိုက်ခဲ့တာဆိုပေမဲ့ဒီလိုစင်းမြရတယ်သူတို့မရိုက်ခဲ့အောင်လေ။ဟောပြီးတော့ဒီလိုနေရာလည်းမဟုတ်ဘူး အဲ့နောက်ပြီး Ramkey ရဲကူကိုဆိုရ Rush နေရာမှာတေးဥဆောင်တဲ့ညီလေးဆိုလဲရှေ့မှာသူရိုက်ခဲ့တဲ့ဟာလေးကအသေးဖွဲတွေလူပဲပြောအောင်ပေါ့သူကြောကြောဗာလဲတချင်းတို့ပေါ့သူတို့ဒါဖန်တီးခဲ့တာပေါ့နော်ဒါပေမဲ့ဒီလူနေရာကြီးကိုဒိန်းကနေဆိုရပြေးလိုက်တဲ့အချိန်မှာသူတို့မှလည်းအရင်ဆောင်းမွေးယူဒဲစစ်လိုက်သလိုဖြစ်တာဒါပေမဲ့ဘေးနားမှာရှိနေတဲ့လူတွေကသူတို့ဝိုင်းကူကြ ဒီထဲမှာပါတဲ့ခန့်ထင်နေရာမှာတေယုဆောင်နဲ့ညီလေးဆိုရဲသွေးတီအားဆိုသူက Mr. Global စုဆောင်ရတာလားသူကရှေ့မှာသူရိုက်ခဲ့တဲ့၃၅လောက်ရှိတယ်ဘောနော်ဇလန်တွေဒါပေမဲ့မတက်သေးဘူးပေါ့ဒါပေမဲ့သူကကျတော့လေခုန Rush လို့ပါလို့ဆိုရင်သူတို့ရိုက်တဲ့ခါကျသူတင်မေးတယ်ပြောပေးတယ်ဒါလူငယ်ချင်းလဲသူတို့တွဲခေါ်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ရဲ့စုံမှတ်ကအမှန်တမ်းပြောရရင်လေဟိုကျန်တဲ့ဟာတွေထွေထူးမဟုတ်ပဲနဲ့ဘလူမျိုးအမှုပညာဘက်ကပဲလာလား ဟိုသူတို့ရဲ့တရောင်းတဏီကနေသူတို့တက်ကြွန်းတဲ့ပညာတွေကိုဖလှယ်သွားတယ်ဆိုတဲ့အရာလဲကျွန်တော်တွေ့လိုက်ရတယ်။ဟောတချို့ခက်ခဲမှုတွေလဲကျွန်တော်တွေ့လိုက်ရတယ်။တချို့ဆိုရင်ယုံလုံးကိုကျွန်တော်ဒီလိုလုံနေတဲ့မှာယုံလုံးပေါ်တဲ့အထိပေါ့နော်။ဟာ तू ကဒီလိုလူမျိုးပါလားဆိုတာလဲကျွန်တော်တွေ့ခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်ဒီဇက်သိန်းလေးမှာကျွန်တော်ရေးခဲ့တဲ့အတိုင်းလေးပေါ့။ဟိုအကြောင်းအကျိုးတွေကြောင့်အကောင်းဆုံးအချင်းမုံနေနဲ့ဂျုံခဲ့ရတဲ့စုံခဲ့ရတဲ့စုံမှတ်တိုင်းမှာ အမုန်းမရှိအဆုံးအထိပြုံးလျက်ရှိပါမည်ဆိုပြီးတော့အဲဒါတော့ကျွန်တော်တို့စုံမှတ်ဆိုတဲ့ဟာဒီကားထဲမှာပါတဲ့အနုပညာရှင်မှမဟုတ်ဘူးပေါ့နော်အာလောကကြီးထဲမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်စုံမှတ်တွေကအကုန်လုံးကရှိပြီးသားပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ဘလို့ပဲစုံငဲ့စုံငဲ့အဆုံးသက်လေးမှာအမြဲတမ်းအပြုံးလေးနဲ့ကြံခဲ့ဖို့ကိုပဲကျွန်တော်ရည်ရွယ်ပြီးတော့ဒီဥစ္စာကိုကျွန်တော်ဖန်တီးခဲ့တာပါအဲ့တော့ခက်ခဲမှုတွေကတော့ခုနပြောပြခဲ့သလိုပေါ့နော်အများကြီးရှိတယ်ဆိုရင်လည်းအမြဲတမ်းပြုံးလေးရတော့ရှိနေပါတယ်